အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါ2025စက်တကြိမ်အတွက်နော်ကျွန်တော်ရဲ့ public ရဲ့ဒုတိယ live တွေကိုကျွန်တော်တင်ပြဆွေးနွေးပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ကြိုက်နှစ်သက်တယ်ဆိုတဲ့ပိတ်မိတ်ဆွေများကအသုံးပြပါမကြိုက်နှစ်သက်တဲ့မိတ်ဆွေများကကြော်သွားပေးပါပေါ့နော်ကျွန်တော်နှစ်ပိတ်မှာပေါ့နော်၈နောက်ပိတ်9နောက်ပိတ်6နောက်ပိတ်9နောက်ပိတ်6နောက်ပိတ်ရဲ့ကြည့် အကင်ရိုက်ခဲ့တဲ့ဇလုံးကဒီရှင်းနောက်ပိတ်လို့မရိုက်ခင်မှာသူ့ရဲ့ရှင်းနေတယ်မှာနှိမ့်မှာတောင်ရည်ဒီနောင်လုံးပေါင်းခွန်လို့ရိုက်တော့တောင်ရည်ဒီနောင်လုံးပေါင်းခွန်လို့ရိုက်ခဲ့တယ်လိုက်တောင်ရည်ဒီနောင်လုံးပေါင်းခွန်လို့ရိုက်ခဲ့တယ်လိုက်အဲ့ဒီရှစ်အတန်းနဲ့ပေါ့နော်တောင်ရည်နှိမ့်မှာသူ့ရှင်းနေမှာနှိမ့်မှာတောင်ရည်ဒီနောင်လုံးပေါင်းခွန်လို့ရိုက်ပြီးတော့နှစ်ပိတ်မှာရှင်းနောက်ပိတ်ဆိုပြီးတော့ရိုက်ခဲ့တဲ့လမ်းကြောင်းမှာပေါ့နော်ဒီကစားကွက်မှာပေါ့အဲ့ဒီရှစ်အတန်းနဲ့ကျွန်တော်အမြဲတမ်းလိုက်ကစားဖြစ်ခဲ့တယ်ရှိရပေါ့နော် အဲ့ဘာလဲဆိုဒီရှစ်နှစ်ရှစ်နောက်ပြည့်ရတနှစ်ကျော်ရှစ်ထိပ်စီရိုက်ခဲ့တယ်နောက်တစ်ခါနှစ်နှစ်ကျော်မှရှစ်ထိပ်စီရိုက်တယ်ဒီရှစ်နောက်ပြည့်ရတနှစ်ကျော်မှရှစ်ထိပ်စီရိုက်တယ်နောက်တစ်နှစ်မှလည်းရှစ်ထိပ်စီလည်းရိုက်တယ်ကစားကွက်လိုက်စားတယ်ဒီရှစ်နောက်ပြည့်ရတဲ့သူ့ရဲ့တနှစ်ကျော်မှရှစ်ထိပ်စီရိုက်တယ်နောက်တစ်ခါနှစ်နှစ်ကျော်မှရှစ်ထိပ်စီရိုက်ခဲ့တယ်ကစားကွက်ကလည်းအများနဲ့လိုက်စားခဲ့တယ်ပေါ့နော်အဲ့ရှစ်ထိပ်စီရဲ့တနှစ်ကျော်မှတဲ့ရှစ်ထိပ်စီဆိုတော့စကြောက်ဦးတယ်ဒီ၃ညတည်းစီနောက်လုံးပေါင်းခွန်ကိုရိုက်ထားတယ်တနှစ်ကျော်မှပထမဆုံးခွန်နောက်ပြည့်ကြတာကိုလိုက်ရှာတယ်တွေ့ပြီနော် မတော်ခေါနောက်ပြရပြီဆိုခေါနောက်ပြရတကွင်းကျော်မှာသုံးခါဆိုထက်ပြထားမယ်အဲ့သုံးခါရဲ့ဇောင်းမှာဒီနေ့ထက်တဲ့ပမာဏ၈တိတ်ဆိုလာကြတာအဲ့လိုပဲ၈တိတ်စီရဲ့တနေ့ကျော်မှာလေဒီတိုင်းပဲသုံးရသေးဒီနောင်လုံးပေါင်းခွန်ရပြီသူရဲ့တနေ့ကျော်မှာခေါနောက်ပြစက်ဖြတ်တာကိုလိုက်ရှာဒီမှာခေါနောက်ပြထက်ပြီးပြရတကွင်းကျော်မှာသုံးခါလာတဲ့အဲ့သုံးခါရဲ့ဇောင်းမှာသုံးရပါပါ၈တိတ်ဆိုပြီးဒီနေ့ထက်တဲ့ပမာဏ၈တိတ်ကစပြီးလာကြတယ် ဒီတိုင်းပဲ၈၈နောက်ဘေးရဲ့တနှစ်ကျော်မှာ၈ရက်ကြီးစကြတဲ့ဖြစ်စဉ်ကလည်းဒီတိုင်းပဲရခဲ့တာတ냐တယ်ဒီနောင်မောင်းခွန်လို့ရိုက်တယ်ရိုက်ပြီးပရမတ်ခွန်နောက်ဘေးကိုလိုက်ရှာတွေ့ပြီးတနှစ်ကျော်မှာနော်ပြီးအဲ့နေရာမှာ၃ခန်းဆိုပြီးစကြသူကလောက်တော့ရဲ့ချက်ကဒီပရမတ်ခွန်နောက်ဘေးပြီးပရမတ်၃ခန်းနောက်တနှစ်မှာပရမတ်၈ထိပ်ဒီခွန်၃၈ဆိုတဲ့အခွေနဲ့နှံထည့်သွားတယ်၈ထိပ်ပြီးပေါ့နော်ပရမတ်ကလည်းဒီတိုင်းပဲဒီနေ့ထည့်တဲ့ပရမတ်ခွန်နောက်ဘေးပြီးရပရမတ်၃ခန်းနောက်တနှစ်မှာပရမတ်၈ထိပ် 138ဆိုတဲ့အခွေးနဲ့8ဒိစီတရားတော့တရားလေးတက်တဲ့ရက်ထက်ထက်ဘုညာဒိစီနောက်လုံးမကမလို့ဒီတိုင်းပဲပုံမှန်ဆုံးခွန်နောက်ပဲပုံမှန်ဆုံးသုံးခန်းသူ့ရဲ့နောက်နေမှာပုံမှန်ဆုံး8ဒိစီခွန်138ဆိုတဲ့အခွေးပေါ့နော်ဒီလမ်းကြောင်းနဲ့တက်လာတယ်အဲ့ဒီလမ်းကြောင်းနဲ့တက်လာတော့အဲ့အခွေးလမ်းကြောင်းကနေထောက်ပြီးတော့အများတန်းကျွန်တော်လိုက်ကစားရတာနော်ကစားရချိန်မှာခွန်138လို့ထောက်လိုက်တာနဲ့အဲ့ခွန်138ကဘေးကနေရေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်မှာထွက်ခဲ့တဲ့ငါးလင်းနေဆိုတဲ့ကနန်းကတနေ့နဲ့နေ့သုံးနေ့လင်းနေ့ငါးနေ့သူ့ရှိငါးနေ့မြောက်ကကနန်းကြတယ် အဲ့လိုကြပြီးတော့သူကနေပြန်တော့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မှပြန်ပြီးတက်ပြီးကြတယ်ခဏ9 3သုံးကလည်းသူရှိတနေ့နဲ့နဲ့သုံးနေ့တင်းနေ့9နှစ်မြောက်ကထွက်ခဲ့ခဏမဲ့လာဖြစ်တယ်အဒုတိယကခွန်သုံးရှစ်ဒီလိုခွေပြီးပေါ့နော်ခွေရဲ့ချိန်ကမှသူပြန်နေရေတစ်ချိန်တစ်ချိန်သုံးချိန်မြောက်ထွက်တယ်ဒီ6 5 6ဆိုတဲ့ခဏကတနေ့နဲ့နဲ့သုံးနေ့တင်း9နှစ်မြောက်ကခဏကလာကြအဲ့လိုကြပြီးသူကနေပြန်ထောက်တကယ်နဲ့ကျင်းသုံးကျင်းလေးကျင်းမြောက်မှာတော်တော်ဟိုက်တင်းလေးနဲ့ဆိုရဲကနန်းကလည်းသူရှိတနည်းနဲ့နဲ့သုံးနဲ့လေးနဲ့ငါးနှစ်မြောက်ကကနန်းကပဲလာပြီးတော့ကြပြီလား အဲ့ကစားကွက်တိုင်းပြီးခဲ့တဲ့ပွဲမှာကစားတဲ့ခွန်သုံးရှင်ကိုခွေးထားတဲ့သူပြည်ရဲ့ရေတစ်ချိန်နဲ့ချင်းသုံးချိန်မြောက်ဖြစ်တဲ့ဟာနှစ်နှစ်ခွန်ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်မှာထွက်ခဲ့တဲ့ကနန်းကဒီကိုလောက်ဖြစ်တဲ့အဲ့ကနန်းထွက်ပြီးတော့၅နှစ်မြောက်ကနန်းကိုသူ့ရဲ့အောက်တစ်ချိန်နဲ့ချင်းသုံးချိန်၄ချိန်မြောက်မှာဆက်ပြီးတော့ဒီကနန်းဒီလည်းပဲတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကကနန်းမြေလောက်ဖြစ်ရမယ်ဆိုပြီးတော့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ဒီ site ကိုမပြဘဲနဲ့ဒီ plan ကနေတခြား site တစ်ခုပြတယ်အနည်းငယ် site တစ်ခုပြတယ် ဒီနေရာမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာသူချင်းငန်းနှစ်မြောက်ကကျွန်တော်တို့ကျွန်တော်တို့အကြိုက်ဆုံးရွေးချယ်လိုက်တာကနှစ်ခွန်နှစ်ဆိုရယ်ကျွန်တော်တို့ရွေးချယ်ကစားတာကနအနေနဲ့မအောင်မြင်ခဲ့ဘူးတို့တို့စနစ်အနေနဲ့ဒီနေရာမှာထည့်သွားတယ်ပေါ့နော်အဲ့ရှစ်အတန်ကန်နေအခုကျွန်တော်တို့ဘာလို့ဆက်ကစားချင်တာလဲကျွန်တော်တို့ကစားချင်တယ်မတက်ကဘာလို့ကစားချင်တာလဲဒီခွန်တော့ရှစ်လို့ခဲ့ပြီးဒီအထောက်နဲ့ကစားပြီးသူရဲ့နောက်နေ့ထဲမှာရှစ်ထိတ်တခုအဲ့ရှစ်ထိတ်ကြီးတယ်ဘယ်လိုနေရာမျိုးမှာပြရမလဲ ဒီမှာပရမတ်တုံးရည်နာနမခုံလို့ရတယ်ငါးချိန်မှာမှ break shift ထောက်လို့သူ့ဆောင်မှာ break shift ခမ်းမိထားပဲပြီးရှစ်ထိတ်ကိုကြာမယ်ရှစ်ထိတ်နဲ့ကြာမယ်ပေါ့နော်အဲ့ကြာတဲ့ရှစ်ထိတ်ကတော့ဘယ်လိုပြန်ချုပ်တော့အပေါ်က break နဲ့နောက်ပေါက်နဲ့ပြန်ပြီးတော့30လို့ပြန်ချုပ်တယ် break ချောင်းနဲ့ break လေးနဲ့30လို့ချုပ်သွားတယ်ရှစ်ထိတ်အဲ့ရှစ်ထိတ်ရဲ့အောက်မှာရိုက်တဲ့ height 1.5ဆိုတော့ကနန်းတီးတဲ့သူ့ရဲ့တစ်နှစ်ကျော်မှာနှစ်ချိန်လိုက်ထွက် လေးငါးနှစ်လို့တကြိမ်ဖြတ်တယ်ငါးလေးနှစ်လို့တကြိမ်ဖြတ်တယ်ပရမတ္တကဒုတိယကရှင်းတော့ကွန်တော့ရှိခုပြီးသူရဲ့နောက်ဆုံးမှာ၈ထိပ်တကြိမ်သီးတော့၈ထိပ်ဒီမှာ၈ထိပ်တကြိမ်တကြိမ်လေဒီနောက်မှဒီငါးကြိမ်မြောက်မှာ break ခွန်လို့ရိုက်ခဲ့တယ် break ခွန်ရဲ့ဇောင်းက၈ထိပ်အဲ့ဒီ၈ထိပ်ဒီအပေါ် break နဲ့နောက်တန်းနဲ့ဒီပေါင်းချင်း30လို့ရိုက်ထားအဲ့လိုရိုက်ထားတဲ့ကောင်ရဲ့အောက်ကဟဲ့630ဆိုတဲ့ကနန်းဒီသူ့ရဲ့တစ်နှစ်ကျော် နှစ်ကြိမ်လိုက်ထွက်ပြီးတယ်630 360ဆိုပြီးနှစ်ကြိမ်လိုက်ထွက်ပြီးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနဒီခွန်သုံးရှစ်ခွေးတဲ့ရှစ်တန်နေကစားသူ့ရဲ့နောက်နေထဲမှာရှစ်ထိတ်တစ်ချိန်ဘရိတ်ဒီမှာရှစ်ထိတ်ရိုက်တယ်သူ့ဆောင်မှာပထမကမ်မှာဘရိတ်ရှစ်ဘရိတ်ခွန်ပြီးတော့တုံးရထေဒီနော်မောင်းခွန်လိုရိုက်ခဲ့ဒီညမှာဘရိတ်၆လို့ထောက်ခဲ့တယ်ရှစ်ခွန်၆လို့ထောက်ခဲ့လို့ပထမကမ်မှာရှစ်ထိတ်စီးရဲ့ဆောင်းမှာရှစ်ဘရိတ်ခံပြရမယ်ဒုတိယကမ်မှာရှစ်ထိတ်စီးရဲ့ဆောင်းမှာခွန်ဘရိတ်ခံပြရမယ် တတိယကတ္တဆို၈၄စီအောင်မှာကျွန်တော်တို့ပါခံမယ်၆ပြိခံမယ်၆ပြိခံမှာဆိုဒီ၈၄စီမှာဒီမှာ၆ပြိခံတာမရှိဘူးတခါ၈၄စီဒီမှာထပ်ထက်တယ်ဒီမှာ၈ပြိရဲ့ပေါ့၈၄စီအောင်မှာ၆ပြိလို့ခံထားတယ်ဒီမှာလည်း၈၄ထပ်ထက်တယ်တို့ဆိုဒီမှာကျွန်တော်၆ပြိခံအဲ့တော့၆ပြိခံပြီးထွက်ထားတဲ့ကဏ္ဍဒီ၈၄ဒီဒီတစ်ချိန်ပဲရှိတယ်ပြိ၆ရဲ့အောင်မှာရှိတယ်၈ထိပ်အဲ့၈ထိပ်ကလည်းစောစောဖြစ်ဆုံးလို့ပါအပေါ်ပြိနဲ့နောက်တန်းနဲ့ပေါင်းခြင်းဒီ၁၀လို့ရိုက်ရဒီတိုင်းလည်းရိုက်သွားတယ်ဒီမှာ2 9 1နဲ့9 9နဲ့10လို့ရိုက်သွားတယ်အဲ့ တက်ကုန်းတစ်ဆယ်လို့ရိုက်သွားတယ်ရိုက်သွားတဲ့အတွက်ဒီအောက်မှာထောက်ထားတဲ့ဒီ6တုံညာ5ဆိုတဲ့ကနန်းဒီသူ့ရဲ့တနည်းကျုံကိုလိုက်ဖျက်အောင်ရှင်းနှက်ကလို့ရလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကနှစ်ကြိမ်တောင်လိုက်ထွက်နိုင်တဲ့စနစ်မျိုးဒီကနန်းကရှင်းမယ်ဒီမှာနော်နှစ်ကြိမ်တောင်လိုက်ထွက်နိုင်တဲ့ကနန်းမျိုးဒါဆိုရင်ဒီစနစ်ကိုဘာကြောင့်အခုချိန်မှာချပြတာလဲကျွန်တော်တိုက်ဆိုင်တဲ့ချင်းကိုဆိုလို့ရှိရင်ဒါမျိုးအများကြီးချပြဖြစ်တယ်ဒီစနစ်ကိုကျွန်တော်အခုချိန်မှာဘာကြောင့်ချပြဖြစ်တာလဲဆိုလို့ရှိရင် ခဏထားတဲ့ break ရှစ်လို့ထောက်တဲ့ရှစ်ထိတ်လို့ခံတဲ့အပေါ် break နဲ့နောက်တွင်းနဲ့တဆဲလို့ရိုက်တဲ့အောက်က height လေးနှင်းငါဆိုတဲ့ကနန်းတီးတဲ့သူ့ရဲ့တနည်းပြေကိုနှစ်ကြိမ်လိုက်ထွက်တဲ့အချိန်ကတကြိမ်တီးတဲ့ break ခွန်ရဲ့ဘေးတန်းတန်းမှာထွက်တယ်သူ့ရှိတနည်းကြောင့်မှ break ခွန်ထောက်ပြီးမှတကြိမ်ထွက်တယ်တဲ့ဒါဆိုလို့ရှိရင်လည်းဒီမှာရှစ်ထိတ်စီရဲ့သူ့နောက်နဲ့ထိတ်က break ခွန်ရဲ့ဆောင်ကရှစ်ထိတ်သူ့ဘော break နဲ့နောက်တွင်းနဲ့ပေါင်းချင်းတုံရလို့ရိုက်ပြီးပြီး height 630ဆိုတဲ့ကနန်းကသူ့ရဲ့တနည်းကြောင့်နှစ်ကြိမ်လိုက်ထွက်တဲ့အချိန်က break ခွန်ရဲ့ဆောင် ကြိမ်လိုက်ချက်တာဟဲ့ဒါဆိုတတ္တိရဲ့ကဲအဲ့တည်းရဒီမှာ brake 6ရှစ်ထိပ်လို့ရိုက်ပြီးတွောက်ကောကနဒီ6 3ည5ဒီတဲ့သူတစ်နှစ်ကြုံမှာလိုက်ဖြတ်တဲ့ချိန်ကမှာတကြိမ်ဒီတဲ့ brake ခွန်ရဲ့ဇောင်းမှာဖြတ်တာအဲ့တော့ဒီနေရာမှာကျွန်တော်တို့သူ့တကွန်ကြုံမှာ brake ခွန်ထောက်ချင်နေဖြတ်တာဆိုအသူရှစ်တစ်နှစ်ကြုံမှာ brake ခွန်ဒီနှစ်ကြိမ်ပဲဖြတ်တာရှစ်ခွန်နဲ့ခွန်ရှစ်နဲ့ဆိုနှစ်ကြိမ်ဖြတ်တာအဲ့ဒီနေရာမှာအခုချိန်မှာစပြီးဒီဒီကစားကောကအန်ဝန်းလာပြီနော်အန်ဝန်းကွန်ကြဖြစ်လာပြီကစားချင်တယ်ဆိုကစားလို့ရလာပြီဒီမှာ brake ခွန်လို့ထောက်ပြီး ။ဒါကြောင့်ဒီနေရာမှာဒီကဏ္ဍပက်လက်တီကြမလား။ဒီကဏ္ဍပက်လက်တီကြမလားပေါ့။အဲ့ဒါကျွန်တော်တို့ယူရှင်းစဉ်းစားတာပေါ့။ဒါကျွန်တော်တို့ယူရှင်းချင်းစဉ်းစားကြည့်တဲ့အပိုင်းဒါတစ်ကြိမ်ဒီဒီကဏ္ဍဒီနှစ်ကွက်ထွက်ရမှာနှစ်ကွက်ထွက်တဲ့အချိန်မှာဒီကြိမ်ဒီ break ခွန်တက်တဲ့ခါနဲ့တစ်ကြိမ်ထွက်တလို့ရဲ့နောက်တစ်ခါဒီကနေ့ကိုထောက်ခဲ့တာ6ခွန်6ဆိုဒီနေ့ပြေးလဲနဲ့ထောက်ပြီးဒီနေရာမှာ break ရှိဒီနေရာမှာ break ခွန်ဒီနေရာမှာ break 6လို့ထောက်ဒီ6ထိပ်စီလို့ထောက်ပြီး6ခွန်6ပြေးလဲနဲ့ကျွန်တော်တို့အကွက်ကို ကစားပွက်ကိုကနန်းပွက်ကိုအကောက်ရှိကစားစို့တဲ့အဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ကျော်မှရိုက်တဲ့ချိန်ကမှနှစ်ကြိမ်ကစားချိန်မှာတစ်ကြိမ်တည်းတဲ့၈ခွန်၆ကိုပြောင်းပြန်သူကဘာနဲ့ကစားထားလဲသူစောင်းမှာ brake 6လို့ထောက်ပြီးတော့ဒီကနန်းကိုထွက်ပြီးတကယ်၈ခွန်၆ကိုသူကပြောင်းပြန်၆ခွန်၈နဲ့ထောက်ပြီးပြန်ကစားပေးတယ်ချောက်ပရိရဲ့ဆောင်မှာပထမကမ္မထွက်ခဲ့တဲ့တကြိမ်ဒီဒုတိယကမ္မခွန်ပရိရဲ့ဆောင်မှာတကြိမ်ဒီထွက်ခဲ့တယ်။ဒါဆိုတတိယကပရိရှိရဲ့ဆောင်မှာတကြိမ်ထွက်ရမယ်။ဒီနေရာမှာလည်းပရိရှိထောက်ထားတာဖြစ်တဲ့အတွက် ဒီကနားကိုကစားသွားတဲ့အချိန်ခါမှာတကွက်ဒီသူ့ရှိတနည်းကျတော့ brake ခွန်ရဲ့တန်းတန်းနောက်တကွက်ဒီ brake shock brake ခွန် brake ရှိရဲ့ဇောင်းမှာတော့ဒီစုံမဲ့နှစ်ခုလုံးဒီနေရာမှာကျနေရပေါ့နော်ဒီနေရာမှာကျနေဒီတော့ကြောင့်ဒီ၆၃ညာကအာဆိုတဲ့ကနားဒီချိန်မှာစပြီးကစားလို့တင့်ပြီပေါ့နော်ဒါကျွန်တော်တို့ဒီကနားနဲ့ပတ်သက်ပြီးတော့အချိန်ကြိုက်နေရာကြိုက်ကစားတဲ့လမ်းကြောင်းတွေရှိတဲ့အတွက်အကျဉ်းတစ်ခါမှကျွန်တော်လိုင်းပေါ်မှာပြတ်ထားတာမရှိပါဘူးကျွန်တော်မန်ပါရီမှာတော့ပြတ်ထားတာမရှိပါဘူးနော်ဒီစနစ်ကိုကျွန်တော်တို့ ခုချိန်မှာဒီကစားမယ်ဆိုရင်ကစားလို့ရတဲ့လမ်းကြောင်းသူ့ရဲ့ထောက်ချက်တွေစုံမနှစ်ခုလုံးကြီးနေပြီ break ခွန်ရဲ့ဆောင်း break ခွန်နဲ့တန်တန်တနေရ break 6ခွန်8ဆိုတော့ဒီနေ့တမ်းမှာ break 8ရဲ့ဆောင်းတနေရဆိုတော့ဒီစုံမနှစ်ခုလုံးကြီးဒီညမှာကြီးနေတဲ့အတွက်ဒီကနန်းကိုဒီချိန်လိုအောင်မျိုးမှာကစားကျင်တယ်ဆိုတာကစားလို့ရတဲ့လမ်းကြောင်းတွေဝင်လာပြီပေါ့နော်ဝင်လာတဲ့အတွက်ကျွန်တော်တို့မိတ်ဆွေများပြက်ကျွန်တော်တွေးဆတဲ့အပိုင်းကိုပြန်လည်မျှဝေပြတာဖြစ်တယ်ပေါ့နော်ဒါကြက်ညစ်တဲ့ရင်ကစားပါမကြက်ရင်တော့မကစားပါနဲ့နောက်တစ်ခုပေါ့နော် နောက်တစ်လိုက်အထောက်ပံ့နေတဲ့ဒီကနေ့ကိုဘာကြောင့်ဒီဒီမှာကစားစီကျင်တာလဲဆိုလို့ရှိကျွန်တော်ကကြက်နှစ်တဲ့ရင်ကစားပါလို့ရှင်းပြပြလိုက်နော်မကြိုက်တဲ့လူကမကစားပါနဲ့ဘာကြောင့်ကစားစီကျင်တာလဲဆိုလို့ရှိကျွန်တော်လည်းတစ်ဖက်တစ်ခုပေါ့နော်၃ထိပ်စီ၃အပုခွာရိုက်ပြီးတစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်မြောက်မှာ၂ထိပ်စီ၂အပုခွာရိုက်တယ်တစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်မြောက်မှာ၁ထိပ်စီ၁အပုခွာရိုက်တယ်၃ထိပ်၃အပုခွာ၂ထိပ်၂အပုခွာ၁ထိပ်၁အပုခွာလို့ရိုက်တယ်ဒီစနစ်ကလေးကိုထောက်ကစားကြ တုံးထိတ်သုံးဘူးဘူးကလို့ရိုက်ပြီးသူ့ရဲ့ဒီကွန်ကျော်မှာ break နှစ်ပုံသေးခံတဲ့နှစ်တိတ် break နှစ်လို့ရိုက်ပြီးသူ့ရဲ့ဒီကွန်ကျော်မှာ break နှစ်ပုံသေးခံတဲ့တစ်ထိတ်တစ်ဘူးခွာလို့ရိုက်ပြီးသူ့ရဲ့ဒီကွန်ကျော်မှာ break နှစ်လို့ပုံသေးခံတယ်။အဲ့ဒီ break နှစ်ကနေကျွန်တော်တက်လိုက်ပါနော်။တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ရပြီးမှာဒီကွန်ကျော်မှာပုံသေး break ငါးရိုက်တယ်။အဲ့ဒီ break နှစ်ကနေတက်လိုက်ဒီကွန်နှစ်ကွန်သုံးကွန်လေးကွန်ငါးကွန်၆ကြိမ်ရပြီးမှာ break ငါးပုံသေးရိုက်တယ်။အဲ့ဒီ break နှစ်ကနေတက်လိုက်ဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ရပြီးမှာ break ငါးပုံသေးရိုက်ကြတယ်။နှစ်ငါးနှစ်ငါးနှစ်ငါးလို့ထောက်ပြီးမှာ တတရဲ့ဖြစ်တာနော်နှင်းငါးနှင်းငါးလို့ထောက်ပြီးမှအဲ့ဒီနှစ်ကနေအပေါ်ကနေရေးချင်းချင်းနှစ်ချင်းသုံးချင်းနှစ်ချင်းငါးချင်းမြောင်းပြိတ်ခွန်ကနေအဲ့ကနန်ဒီအပေါ်ထောက်ပြီးကနန်ပြန်ကြဟုတ်ပြီနော်အပေါ်ထောက်ပြီးကနန်ပြန်ကြအဲ့လိုပဲဒုတိယကဲ ဒီနှစ်ကုန်လို့ထောက်ဒီနေရာမှာ break ကုန်ကနေပြန်ကြဒီ break နှစ်ရဲ့၅ချိန်မြောက်အဲ့လိုပဲဒီ break နှစ်ရဲ့ပေါင်း၅ချိန်မြောက်မှာလေ break ကုန်ကနေပြန်ကြအဲ့ဒီနေ့တည်းမှာလာ break ကုန်ကနေစထွက်တဲ့ break ကုန်ကနေပြန်ကြကြခဲ့တယ်ဒီနေ့တည်းမှာလာ break ကုန်စထွက်တဲ့ break ကုန်ကနေကပြန်ကြကြခဲ့ဒီနေ့တည်းမှာလာစထွက်တဲ့ break ကုန်ကနေကပြန်ကြကြခဲ့အဲ့လိုမကြခင်သူ့ရှိနေတဲ့မှာလေအဲ့ဒီ break ကုန်ကနေကပြန်ကြကြဒီနေ့တည်းပုံမှန်အသုံး break ကုန်ကနေဒီမှာစထွက်တဲ့၃ကုန်ကဒီကနန်းဒီဒီနေ့တည်း၉၃၅လို့ပြန်ကြရိုက်ခဲ့တယ်အဲ့၄နှစ်ဆက်တိုက်ရိုက်ခဲ့တယ် နော်လင်းနေစက်တက်ရိုက်ခဲ့တာဒီနေ့တက်မှ break ကိုပြန်စထွက်တဲ့ break ကိုကနေပြန်ရကြဖို့အတွက်သူ့ရှင်းနေမှလည်း break ကိုကနန်းကထောက်ပြီးမှပြန်ကြကြတယ်အဲ့တော့ဒီနေ့တက်မှကျတော့ဒီကနန်းထောက်တယ်ဒီကနန်းလက်မှကျဒီကနန်းကထောက်တယ်လင်းနေစက်တက်ဒီပုံစံနဲ့ရိုက်ခဲ့တာရိုက်တဲ့အချိန်မှလည်းတက်တက်ရဲ့သူရိုက်တယ်ပေါ့နော်ပုံမှန်စထွက်တဲ့ break ကိုကနန်းသည်တဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်အောက်မှာဒီကနန်းက6ခုနှစ်ဆိုတဲ့ကနန်းက9ခုနှစ်လို့ပြန်လည်းထွက်ပြီးတော့ပြန်ဆောင်တက်တယ်မှာ break ကိုကနန်းစကြတာအဲ့ကြတဲ့ break ကိုကနန်းဒီနေ့တော့ပြန်လည်းထွက်တာ ထွက်တဲ့ချိန်မှာတော့ဒီချိန်၊၂ချိန်၊၃ချိန်၊၄ချိန်၅ချိန်ရဲ့အောက်ဖိနှိပ်လို့ထောက်မှာဒီကနန်းကပြန်လဲထွက်ခဲ့တယ်။အဲ့တိုင်းမှာဒီကနန်းကလည်း break ကုန်ကနန်းဒီနေရာမှာစကြတာဒီချိန်၂ချိန်၊၃ချိန်၊၄ချိန်၅ချိန်ရဲ့အောက်မှာရှင်းလေး၃ညညပြန်တွေ့ဆိုပြီးထွက်ခဲ့တယ်။အဲ့ဒီထောက်ချင်တဲ့ break ကုန်စကြကြပြီးဒီကနန်းပြန်တွေ့ထွက်တာထွက်တဲ့ချိန်မှာလည်းဒီချိန်၂ချိန်၊၃ချိန်၊၄ချိန်၅ချိန်အောက်မှာ break နှိပ်လို့ထောက်ပြီးမှဒီကနန်းထွက်ခဲ့တယ်။ဒါဆိုဒီကနန်းကလည်းဒီပုံစံတိုင်းကြာတာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်အောင်မှာ break ကိုရိုက်တာရိုက်တယ်ဒီ break ကို ဒီကနေ့အဒီကနန်းကလည်းပြန်တွက်ထွက်တယ်အဲ့ပြန်တွက်ကနန်းတွေပြန်တွက်ကနန်းထောက်ရောဘရိတ်ကိုကြာတာကြာပြီးမှဒီကနန်းတွေပြန်တွက်လိုက်တာလိုက်တဲ့အချိန်မှာလည်းဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်အောင်ပါဘရိတ်နှစ်လို့ထောက်တာဒီကနန်းကလည်းဒီပုံစံတိုင်းပြန်ဝင်လာတာပမာစတဲ့ကတဲ့ကနန်းကိုဒီမှာကျတော့ပြန်ဝင်လာတာဝင်လာတဲ့ကနန်းဒီဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ပြီးဆုံးမှာ9 3 8ဆိုတဲ့ကနန်းကဒီနေ့ထက်ကို8 9 3လို့ပြန်တွက်ထွက်တာအဲ့တော့ပြန်တွက်ဒီပြန်တွက်ထောက်ပြီးတော့ဒီနေရာမှာထွက်တဲ့ကနန်းဒီပြန်တွက်လိုက်တာလိုက်တဲ့အချိန်မှာလည်းဒီကနန်းကဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်အောင်ပါဘရိတ်နှစ်လို့ထောက်ပြီးတော့ပြန်တဲ့ကနန်းကလိုက်ခဲ့တာပေါ့နော် ်ဒီစီကြောနဲ့ပတ်သက်ပြီးလေးကက်ကစားလိုက်သုံးကက်ကစားလိုက်အမျိုးမျိုးကစားနေရပေါ့နော်ဒါလေးကက်စီအေးကစားတဲ့နေရာမှာဒီနေရာမှာဒါဒီဘက်တက်ဒါကစားကွက်တွေအများကြီးရှိရပေါ့နော်သူ့အမည်ကိုအမည်လေးအများကြီးပါဒါမဲ့ကျွန်တော်ကသုံးကက်စီအကြိုက်ကစားသမားဆိုတော့သုံးကက်စီနဲ့ပဲထောက်ပြောင်း2021တည်းကစခဲ့တာပေါ့2021မှာလည်း break ကဏ္ဍပြန်လက်ထက်တယ်စထက်တဲ့ break ကဏ္ဍပြန်လက်ထက်တယ်2022မှာလည်းစထက်တဲ့ break ကဏ္ဍပြန်လက်ထက်တယ်2023မှာလည်းစထက်တဲ့ break ကဏ္ဍပြန်လက်ထက်တယ်2024မှာလည်းပဲ စက်ထွက်ခဲ့တဲ့ break ကိုနည်းနည်းပြန်ထွက်ခဲ့တယ်လေးကျင်ဆက်တဲ့ရိုက်တာအဲ့တော့ပထမဆုံး2021ထဲမှာစက်ထွက်ခဲ့တဲ့ break ကိုနည်းနည်း high ကုန်းက935လို့ပြန်ထွက်ပြီးရင်းနဲ့သူ့ရဲ့ဒကွင်ကျော်မှာထွက်တဲ့ high 9 2ဆိုတဲ့ကနန်းဒီကနန်းပဲလာမှာလေအဲ့လိုပဲဒုတိယတစ်ခါကျွန်တော်တို့ break ကိုစက်ထွက်ခဲ့တဲ့ high 136ကနန်းကပြန်ထွက်ပြီး high 136ရဲ့ဒကွင်ကျော်မှာထွက်ခဲ့တဲ့ high 96နဲ့ဆိုတဲ့ကနန်းကဘယ်ကလာခဲ့တာလဲဒီစနစ်ကိုကျွန်တော် like ကစားမှာဒါဆို၈ခုနှစ်ကကွန်ရှင်းနှစ်လို့ထွက်ပြီးထွက်တဲ့ချိန်မှာ high ၈ခု နှစ်ဘရိတ်ခွန်ရဲ့တကွင်ကျော်ဒီနေရာမှာထွက်တဲ့ကနန်းသည်ရှစ်နှစ်ကက်ကပုံစံမျိုးနဲ့လာမယ်ဆိုဘယ်နှစ်ထဲကဘယ်ရကနန်းကိုအကွက်ရွှေနဲ့လိုက်ကစားမှလဲဆိုစနစ်ကိုကျွန်တော်တို့ကဆက်ကစားကြည့်ကြတယ်ပေါ့နော်ဒါသုံးကစီနဲ့ကျွန်တော်ကစားကြည့်မယ်အဲ့တော့ဒီဘရိတ်ခွန်ကနန်းဒါကွန်ကြောင့်မှထွက်တဲ့ကနန်းတည်ရဲ့ဒီ break ခွန်ကြောင့်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခွန်နှစ်နှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းဖြစ်ရမှာတဲ့ဒီကနန်းခွန်နှစ်နှစ်မြောက်ကထွက်တဲ့ကနန်းကလိုက်ကစားတာ အဲ့ခုနှစ်နှစ်မြောက်ကထွက်ခဲ့တဲ့ကနေဒီကနေ့မှဒီကနေ့ဆိုဘာနဲ့ထိမ့်ပါလဲတဲ့ဒီကနေ့ရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာထွက်ထားတဲ့ကနေ့ဟဲ့၃ယောက်၄ခုဆိုတဲ့ကနေ့ဒီဒီနေ့ထဲမှာပြန်လဲထွက်ရမယ်တဲ့ပြန်လဲထွက်ပြီးမထွက်ခင်မှာသူ့ဆောင်မှာပုံစံ break တက်လို့ထောက် break တက်လို့ဒီနေရာမှာပုံစံထောက်မယ်ဒီကနေ့ဒီပြန်လဲထွက်မယ်ထွက်ပြီးသူ့ဆောင်မှာဒီလိုတက်တဲ့ထွက်တဲ့ဒီ၅တခုဆိုတဲ့ကနေ့ကသူ့ရဲ့နောက်ခုနှစ်နှစ်မြောက်ကိုလိုက်ထွက်မှာထွက်တဲ့ချိန်မှာသူ့ရဲ့ဒကွန်ကြောင့်မှာ break ကိုထောက်ပြီးအဲ့ break ကိုကနေ့ကတော့ပြန်လဲထွက်ပြီးတော့ထောက်ထားတဲ့ကနေ့ရဲ့ဒီနေရာမှာလာထွက်တာဒါဆိုဒုတိယကတ် ်တည်36ကတည်36ကိုရိုက်ပြီရိုက်တော့သူ့ရဲ့တကွင်းကြောင့်မထွက်တဲ့96ရက်ဆိုတဲ့ကဏ္ဍကလည်းရှေ့ရဖြစ်စဉ်တိုင်းပဲဒီမှာလာခဲ့တဲ့ကဏ္ဍတွေလည်းတနည်းနှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်မြောက်ကထွက်ခဲ့တဲ့ကဏ္ဍနဲ့ဒီမှာ9နှစ်မြောက်ကထွက်ခဲ့တဲ့ကဏ္ဍအဲ့ဒီကဏ္ဍဒီရှေ့ရပုံစံမျိုးတူတလားတူတယ်တဲ့ဒီကဏ္ဍတက်ဒီကဏ္ဍဘာကြောင့်လာဖြတ်တာလဲဆိုသူဆောင်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ6 3ည9ဆိုကဏ္ဍထောက်ပြီတဲ့အဲ့ဒီ6 3ည9ဆိုကဏ္ဍကဒီနေ့ထက်မှာပြတ်တော့ဖြတ်ပြီးထားမယ်တဲ့ထွက်ခဲ့ပြီးပြီတဲ့အဲ့ ပြန်တက်ထက်တဲ့ကဏ္ဍရဲ့ဆောင်းတက်တယ်မှာလဲဘရိတ်တင်လို့ထောက်ပဲထောက်ထားတယ်တဲ့ဘရိတ်တင်လို့ဒီနေရာမှာပုံစံထောက်တဲ့ဒီကဏ္ဍဒီပြန်တက်ထက်တဲ့ထက်ပြီးသူ့ဆောင်းတော့ဒီတစ်ချိန်နှစ်ချိန်သုံးချိန်ဒီကဏ္ဍဒီသူ့ရဲ့နောက်ခုနှစ်မြောက်ကိုလိုက်ရွှေ့တယ်ဘယ်နေရာမှာရှိမှလဲဘရိတ်ခွန်ကဏ္ဍကဘရိတ်ခွန်ကိုပြန်တက်ထက်တဲ့ဘရိတ်ခွန်စတက်တဲ့ကောင်ရဲ့ဆောင်းတက်တဲ့ဒီနေရာမှာသူ့ရှိခုနှစ်မြောက်ကခဏကခုနထောက်ချက်တွေနဲ့လာထွက်တယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာဘရိတ်ခွန်ဘရိတ်ခွန်ပြန်ကြကြထားပြီဒီနေရာမှာထွက်မယ်ကဏ္ဍ ဒီပရိတ်ခွန်ကြောင့်ဒီနေရာမှာထွက်မဲ့ကဏ္ဍကိုသူရှိခုနှစ်မြောက်ကကဏ္ဍကိုယူကစားမှာအခုနှစ်မြောက်ကကဏ္ဍကိုယူစားမှာဆိုကျွန်တော်ထောက်ကြည့်ရတယ်ဒီချိန်နဲ့ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်ဖုန်းနဲ့ချိန်ခုနှစ်ကျင်းဆိုတာ2019လေးကထွက်ခဲ့ပြီးလေကဏ္ဍနေပေါ့နော်အဓိကမိတ်နေနေဆိုရင်2019ခုလေးကထွက်ခဲ့တဲ့ကဏ္ဍနေဒါကျွန်တော်တို့လိုက်ကစားရအောင် အဲကျွန်တော်ရဲ့ရွေးချယ်မှုမှာတော့ခုနစနေပဲကျွန်တော်ကခုနထောက်ချက်တွေနဲ့ရွေးချယ်ပြီးကနန်းတကုတ်ကိုလိုက်ကစားထားတယ်စောစောက၈နှစ်ကလုံးဖြစ်စဉ်တိုင်းတူညီတဲ့ထောက်ချက်တွေကစားထားတယ်အဓိကအခြေခံဒီဒီချိန်မှာ2019တဲ့ကထွက်ပြီးတော့ကနန်းတကွက်ကစားတင်တယ်ဆိုတဲ့အယူဆအဲအယူဆမှာ၈နှစ်ကလုံးပုံတူတူတဲ့ကနန်းဒီဘာကနန်းရှိတယ်ဒီကနန်းပဲရှိတယ်ဒီမှာ650ဆိုတဲ့ကနန်းအဲ့ဒီကနန်းဒီသူဆောင်မှာထောက်တဲ့ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဖက်ထားတဲ့ကနန်းဟိုက်6ခုနဲ့ဆိုတဲ့ကနန်းကဒီနေ့တစ်ခုပြန်တွေ့ထွက်ပြီးထားမယ်တဲ့ဒီမှာထွက်ပြီးထားတယ်ပြီးရဲ့ သူ့ဆောင်မှာ break တက်လို့ပုံစံထောက်ဒီမှာထောက်ပစ်ထားတယ်အဲ့တော့ break တက်လို့ဒီနေရာမှာပုံစံထောက်အောင်ပြီးရင်ဒီနေရာမှာထွက်တဲ့ကဏ္ဍကြီးပြန်တက်ထွက်ပစ်ထားဒီကောင်လည်းထွက်ပစ်ထားအဲ့လိုဆောင်ကသုံးကြိမ်မြောက်ကကဏ္ဍရှင်းနဲ့ကတ်လို့ပုံစံတိုင်းကျမယ်ဆိုလို့ရှိရင်ဒီကဏ္ဍမှာဒီကဏ္ဍဆိုပြီးအခွက်ရှိကျွန်တော်အကြိုက်ဆုံးနေတဲ့ဒီစနစ်နဲ့ယူထားတယ်အကယ်၍ကျွန်တော်ယူထားတဲ့စနစ်မျိုးကိုမကြိုက်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့2019ရဲ့မိမိကြိုက်နေတဲ့ကဏ္ဍတစ်ခုကိုဒီချိန်မှာယူကစားလို့လမ်းကြောင်းမှန်ရှိတယ်ဆိုတာလေးကိုကျွန်တော်ကအစွန်းလေးတင်ပြပေးတာဖြစ်ပါတယ်။ဒါကြောင့်လေ ဲ့တော့ကျွန်တော်တို့ကထောက်ချက်ကဒီနှစ်ချက်ထောက်ချက်ဒီကနန်းဒီလည်းပြန်လွှတ်ထည့်ခဲ့တယ်ဒီနှစ်ချက်မှာနောက်တစ်တက်ကဒီကနန်းဒီလည်းပြန်လွှတ်ထည့်ခဲ့တယ်ဘာလို့ဆိုတော့ဒီနေရာမှာ break တလို့ထောက်ထားတာမရှိဘူးထောက်ချက်ကိုရန်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရွေးပြတဲ့ကနန်းလို့နောက်ထပ်ရန်ကျင်တယ်ဆိုဒီကနန်း6လေးကိုလည်းကနန်းမျိုးပတ်လေရန်လို့ရတယ်နောက်တစ်ခါပြန်တွေ့ထက်တယ်က၄၃တက်က၄၄တော့လို့ပြန်တွေ့ထက်တယ်ဒီနေရာမှာလည်းကျွန်တော်တို့ break တက်လို့ထောက်ထားတာမရှိဘူးအဲ့ထောက်ချက်နေဆိုသူဆုံးတော့ဒီချိန်နှစ်ချိန်သုံးချိန်ဒီကနန်းရန်ကျင်နေဆိုဒီကနန်း ဒီကနေ့ဒီမှာလည်းထွက်ပြီးသွားပြီအဲ့တော့အခုကျွန်တော်ဒီပွဲမှာပေါ့နော်ဒီလိုင်းရနေကျွန်တော်အကြိုက်ဆုံးရွေးချယ်ပြလိုက်တယ်စနစ်က6395အာနေရာဆိုတော့မိမိတို့ကြိုက်နေတဲ့လို့နေရာကိုအတိုင်းကိုရွေးချယ်ပြကစားပါကျွန်တော်အကြိုက်ဆုံးရွေးချယ်ပြတဲ့ကနန်းကလည်း6395အာရန်ကျင်နေဆိုလို့ရှိရင်046အာနဲ့088အာဒါရန်ကျင်နေဆိုဒီလိုကနန်းတွေပဲပို့ပြီးရန်တင်တယ်လို့ကျွန်တော်ရဲ့အတွေ့အမြင်မှာလည်းဒီလိုကျွန်တော်တွေးထားတယ်ပေါ့နော် အဲ့လိုမှမကြိုက်ဘူးဆို2019တည်းကမိမိကြိုက်နေတဲ့ကဏ္ဍတစ်ကွက်2019မှာဖက်ခဲ့ပြီးတဲ့မိမိကြိုက်နေတဲ့ကဏ္ဍတစ်ကွက်ဒါကစားလို့ရတယ်ဆိုလမ်းကြောင်းအခိုင်မှာရှိပါတယ်ဒါလေးကိုကျွန်တော်မိတ်ဆွေများပြတင်ပြပေးလိုက်ပါတယ်ပေါ့နော်ကြိုက်နေတဲ့မိတ်ဆွေရှိတယ်သုံးပါမကြိုက်ရင်မသုံးပါနဲ့အဲ့တော့အဓိကအခုကျွန်တော်ရှင်းပြလိုက်တာကဒီကဏ္ဍနေမွေးကဏ္ဍအကောင်းတယ်မွေးကဏ္ဍရှိတယ်မွေးကဏ္ဍကိုဒီကဏ္ဍထောက်တဲ့အချိန်မှာဒီချိန်မှဒီချိန်ကစားလို့ရတယ်ဆိုတော့ စနစ်တစ်ခု frame တစ်ခုကနေရှင်းပြလိုက်တယ်နောက်တဲ့ frame တစ်ခုကဒီချိန်မှာ2019ရဲ့တွေ့ပြီးကနန်းကစားလို့ရမယ်အဲ့ဒီကနန်းမှာရွေးချယ်မှုအပြင်ကျွန်တော်ဒီကနန်းကိုထောက်ချက်တောက်ယူဆထားတဲ့ထောက်ချက်ကိုအတိအကျထောက်ပြပြီးကျွန်တော်ဒီကနန်းကိုအချိန်ဆုံးရွေးချယ်ပြလိုက်တယ်ဒီကနန်းမကြိုက်ဘူးဆိုကျွန်တော်လည်းအရင်ဆိုဒီကနန်းကိုပို့ပြီးတော့အားထားတယ်ခွန်လေး6အားလုံး၈၈အားအဲ့တော့ကျွန်တော်ရွေးချယ်ပြတဲ့ကနန်းကိုမကြိုက်ခဲ့ဘူးဆို2019ရဲ့ကမိမိတို့ကြိုက်နေတဲ့ကနန်းတစ်ခွက် ရွေးချယ်ပြီးတော့ကစားလို့ရပါတယ်เนาะအားလုံးပဲစိတ်ဝင်စားလဲဆိုသုံးပါစိတ်ဝင်စားရင်သုံးပါနဲ့6 3ည5အာနေရာထိုက်ဆိုတော့မိမိတို့ကြက်နှစ်သက်တူကစားပါเนาะကြက်နှစ်သက်တူကစားပါတမိတ်ဆွေတို့ရဲ့စံတာကြက်နှစ်သက်မလို့သုံးပါမကြိုက်မသုံးပါနဲ့ဘယ်သူမှတော့အပိုင်မသိဘူးဒီလိုမျိုးတွေးတယ်တွေးထားတဲ့ယူဆချက်မှာကျွန်တော်ပြီးခဲ့တဲ့ကွဲမှာလည်းတခြားရှင်းပြပေးတဲ့ဒီနေရာမှာ ဒီစာချင်းမြောက်မှာပေါ့နော်သူရှင်းနေကကနန်းကစားလို့ရရသူရှင်းတနေ့ကြော်လဲကစားရရနှစ်နေ့ကြော်လဲကစားရရသုံးနေ့ကြော်လဲကစားရရလေးနေ့ကြော်လဲကစားရရငါးနေ့ကြော်လဲကစားလို့ရရခြောင်ပြုတ်လို့ရရကျွန်တော်တို့လည်းခြောင်ပြုတ်လို့လိုက်ကစားတာပဲသို့တော့ရွေးချယ်တဲ့ကံတရားဒီကျွန်တော်တို့မောင်းမြင်ခဲ့ပေါ့နော်အဲ့ဒီနေ့တည်းကပြီးခဲ့တဲ့ပွဲမှာပေါ့နော်2019ရဲ့အကြိုက်ဆုံးကနန်းရွေးချယ်အဲရွေးချယ်ကစားတာကကျွန်တော်တို့၄၆ပြည့်ဆိုတဲ့ကနန်းအဲတကွက်ရွေးချယ်ကစားတယ်နောက်တစ်ခု ဘယ်ကနန်းကိုကျွန်တော်တို့ရွေးချယ်ကစားရည်လဲဆိုလို့ရှိရင်ကုတုံရခွန်ဆိုတဲ့ကနန်းလေးရွေးချယ်ကစားရတယ်။နောက်က388ဆိုတဲ့ကနန်းဒီနေ့ထဲကနန်းဆိုပြီးကြတဲ့ပုံမှာဒီကနန်းလေးရွေးချယ်ကစားလိုက်တယ်။အဲဒီနေ့ထဲကနန်းမှာလည်းဒီနှစ်နှစ်ခွန်ဆိုတဲ့ကနန်းရွေးချယ်ကစားရတယ်။အဲကျွန်တော်တို့အကြိုက်ပေါ့နော်ကျွန်တော်ရွေးချယ်ကစားနောက်က188ဆိုတဲ့ကနန်းကိုရွေးချယ်ကစားရတယ်။အဲဒီနေ့ထဲကနန်းဆိုပြီးကြတဲ့ပုံမှာကျွန်တော်တို့ဒီနှစ်ခွန်နှစ်ရွေးချယ်ကစားရတယ်အကြိုက်ဆုံးကိုဒီကောင် UTP ကစားလိုက်တာ။ငါးနေမြောက်ကကနန်းအောင်တယ်ဒီကနန်းကြီးအောင်ပါတယ်ပယ်လိုက်တယ်ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင် အကြိုက်နဲ့တဲ့ဘူပရိတ်အကြိုက်နဲ့ဆိုပယ်လိုက်တာပါတော့နော်ဒီကနေ့အကွက်ရွှေမတွေ့ဘူးလားတွေ့တာပေါ့ယူရှင်းနေရတော့ကျွန်တော်တို့တွေ့တာပေါ့နော်အကြိုက်နဲ့တက်တယ်ဆိုရှိတယ်ကစားပါလို့ကျွန်တော်မတင်ပြလိုက်ပြီးကြတဲ့ပွဲမှာကျွန်တော်ဒီကနေ့ကိုပဲယူချလိုက်တယ်2022တဲ့ကျွန်တော်တို့အကြိုက်ဆုံးကနန်းယူချေကစားတယ်631ဆိုတဲ့ကနန်းကိုယူချေကစားတယ်လစ်တစ်ကွန်ဆိုတဲ့ကနန်းကိုယူချေကစားတယ်ဒီနေ့ကနန်းဆိုတဲ့စုံမှတ်ပေါ့ဒါ2ခုနှစ်ကိုဥတီပြီးတော့ဒီနေ့ကနန်းဆိုပြီးကြတဲ့ပွဲမှာ ရွေးချယ်ကစားရပေါ့နော်ဒီကနန်းကစားတဲ့တန်လေးတစ်ခုကစားတယ်ဒီနေ့ချက်ကနန်းဆိုလို့ရှိရင်ကျွန်တော်68ခွန်ဆိုတဲ့ကနန်းကိုရွေးချယ်ကစားခဲ့တယ်အဲ့တော့ site ဆိုတော့ဒီနေရာမှာပြီးပြီးခဲ့တဲ့10ချိန်မှာဒီနေရာမှာပေါ့နော်သူရှိတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်လုံးလုံးကနန်းနေပဲကျွန်တော်အဓိကထားကစားတာရွေးချယ်တဲ့နေရာမှာလည်းအကုန်လုံးကဝင်လို့ရတယ်အဲ့ကနန်းနေပဲ UTP ကစားခဲ့တယ်ဒီကျတဲ့ကနန်းတော့မောင်ကေစနစ်အရာဒီနေရာမှာတစ်ချိန်နဲ့ချိန်သုံးရည်လေးချိန်၅ချိန်မြောက်ကထက်တဲ့စနစ်အရန်ကောင်းနေခုနှစ်မျိုးတော့ရှိပြီလေပြော ဒါမဲ့ကျွန်တော်အကျိုက်ဆုံးဒီပြီးကြတဲ့ပုံမှာဒီနှစ်ထဲကကနန်းကိုအကျိုက်ဆုံးရွေးချယ်ကစားထားတာအဲ့တော့ဒီချိန်မှာလည်းပဲဘယ်နှစ်ထဲကကနန်းကိုအကျိုက်ဆုံးရွေးချယ်ကစားမလဲဆိုတာအမျိုးမျိုးရှိတယ်အဲ့ထဲကနေမှာအခုပထမဆုံးတင်ပြပေးရတာကဒီကနန်းပေါ့နော်ဒီကနန်းအခုဒီပွဲကိုကျွန်တော်ကစားလို့ရတယ်ထောက်ချက်ထောက်ပြတာကသူ့ရှိတနှစ်ကျော်ကနန်းဒီနေရာမှာကစားလို့ရတယ်သူ့ရှိ9နှစ်မြောက်ကကနန်းကစားလို့ရတယ်စုံမအပြင်သူ့ရှိတနှစ်ကျော်မှာလည်းဒီကနန်းထွက်ထားတယ်သူ့ရှိ9နှစ်မြောက်မှာလည်းဒီကနန်းထွက်ထားတယ်အဲ့ဒီအတွက်ကြောင့် public message များအတွက်အကောင်းဆုံးလက်ဆောင်ဆိုပြီးတော့ဒီကနေ့ကိုကျွန်တော်ချပြပေးလိုက်တာဖြစ်တယ်။ကျွန်တော်ဒီမှာ line လိုက်ခက်ခဲဖြစ်တာများတယ်ပေါ့နော်ပြီးတော့လည်းကျွန်တော်တို့ဂျမယူချင်းနေလက်အချင်းကြီးရတယ်အချင်းပြစ်ကျွန်တော်အလုပ်လုပ်မပြေးနိုင်တဲ့အနားယူရတဲ့ကာလဖြစ်တယ်။ဒါကြောင့် live ဒီကျဲပါတယ်ပထမ live တစ်ခုမှာကျွန်တော်တို့စက်တိုက်ပေါ့နော် စက်တိုက်ကျွန်တော်တို့စက်တကြီးရနေ23ကြီးဒီသွားလို့ရတဲ့ဒီဇောင်းတဲ့စနစ်ကလေးကိုပထမ live အနေနဲ့ကျွန်တော်ပြပလိုက်တဲ့93ည3ဒီဒီချိန်မှာ930လို့ထိုးလို့ရတယ်ဆိုပြပလိုက်တဲ့အခုဒုတိယ live မှာ public meeting ဆွေးနွေးအတွက်အကြိုက်ဆုံး lesson ဖြစ်ဒီကနန်းဒီကစားပေါက်ကိုကျွန်တော် lesson ဖြစ်ချပြလိုက်တယ်ပေါ့နော်စိတ်ဝင်စားရင်သုံးပါစိတ်ဝင်စားရင်မသုံးပါနဲ့ပေါ့နော်အဲ့တော့ live ကကျွန်တော်တက်ဖြစ်ဖို့နောက်ရက်ဒီမှာတက်ဖြစ်ဖို့ ਨੇ ပါလိမ့်မယ်ကျွန်တော်ရဲ့ member တွေကိုပဲကျွန်တော်အလုပ်လုပ်ပေးနိုင်ပုံများတယ်နော်တိတ်ပြီးတော့လေကျွန်မတိတ်မကောင်းတဲ့အတွက်အချိန်ကြီး ဒီပုံမှာအယုံစုဆိုင်မှုအခြေကို short ထားတယ်ပေါ့နော် short ထားတဲ့အတွက်အလုပ်လုပ်နိုင်တဲ့နှုန်းက short ထားတဲ့အတွက် live ဒီကျဲပါတယ်ပေါ့နော်နောက်တဲ့လာခြင်းမှလည်းလာမယ်အဲတော့ကျွန်တော်အကြိုက်ဆုံး public message များတဲ့အကြိုက်ဆုံးဒါ lesson ဖြစ်ဒီကဏ္ဍကိုရွေးချယ်ပြီးတော့ညဝပြလိုက်ပါတယ်ပေါ့နော်ကျရင်တော့မှအဲ့လိုပဲ member အဖွဲ့ဝင်တွေတရင်ချင်းယူတဲ့ပုံစံတွေဒီ member ကတည်းကဒီကဏ္ဍပါလာမပါလာမလားမပါလာဘူးဆိုကျွန်တော်မဆုံးဖြတ်ရသေးဘူးအဲ့ဒီအတွက်စိတ်ဝင်စားမှမပါခဲ့ရင်လေကိုစိတ်ဝင်စားရဆိုဒီကဏ္ဍကိုလိုက်ပြီးထိုးထားကြပါပေါ့နော် တော့မမဖွဲ့ဝင်နေလို့ကျွန်တော်ရှင်းပြထားပြီးသားကျွန်တော်ဒီဘွဲမှာ15ရက်နေမှာပဲမမကတ်ကိုပို့ပေးနိုင်မယ်15ရက်နေမနေ့ကိုစောင့်မှာဒီရှိမှာလုံးဝကျွန်တော်ပို့ပေးမပေးနိုင်ပါဘူးပေါ့နော်ကျမကြီးရတယ်ကျွန်တော်အနာယူရတယ်ကျွန်တော်တခြားအလုပ်တွေလည်းရှိတယ်အဲ့တော့15ရက်နေမှာပို့ပေးနိုင်မယ်အချိန်တိုင်းဝယ်တဲ့လူတွေလည်းပဲ15ရက်နေပြည့်ရက်ထဲပဲကျွန်တော်ရောင်းပေးမယ်ပေါ့နော်အဲ့ဒီကျမလာခဲ့ပါလို့အားလုံးကိုလေးစားစွာဖြင့်ဒီပြည့်ရက်ပါတယ်ဒီကြားထဲမှာကျွန်တော်အဆက်အသွယ်မလုပ်ကြပါနဲ့ဟုတ်ကျွန်တော်မှလည်း ပုံမှန်မိသားစုနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်အလုပ်တွေလည်းဒီရက်အတိုင်းမှာအလုပ်ရှုပ်ပါတယ်ပြုလို့ရှိရင်ကျန်းမာရေးလို့အကောင့်နဲလို့အချိန်ပြည့်သိပြီးလို့ဒီဘက်မှာပြေးမထားနိုင်ပါဘူးအဲ့အတွက်ကြောင့်ဒီကြားထဲမှာဒီဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့လုံးမပြေးနိုင်ပါဘူး15ရက်နေ့တရက်ထဲပဲလုပ်ပြီးမှဖြစ်တဲ့အဲ့အဲ့နေ့တနေ့တည်းဆိုရင်လာခဲ့ကြဖို့နော်မမအဖွဲ့ဝင်တွေလို့အဲ15ရက်နေ့တိစောင့်ယူဖို့လေးစားစွာဖြစ်ဒီနေရာကနေဖတ်ဆင်ပြပေးရပါတယ်အားလုံးပဲတောင်းဟောကြပါစေ good luck ပါ ီနေ့နည်းနည်းအားလို့နော်ဒိုင်းလေးလေးကောင်းလို့တက်ပြလိုက်တာကျွန်တော်အစတော့တက်ပြနိုင်မှုချင်းဘယ်နည်းတက်ပြမလဲဆိုမစဉ်းစားရဘူးနော်ဒီနေ့လိုင်းလေးလေးကောင်းတယ်ကျွန်တော်အလုပ်လည်းဒီနေ့နည်းနည်းလေးပါတယ်အဲအကြောင်းအမေမဖုန်းဝင်နေမမဖုန်းဝင်နေလည်းပြောတဲ့အကောင့်တော့ဖုန်းကဆွဲရမကောင်းဘူးလိုင်းမတက်တက်လို့အဆင်မပြေဘူးဖြစ်နေတာနော်အညစေနာယူဝင်လောက်မှာကျွန်တော်မလိုင်းပုံမှန်ငိမ့်တာပေါ့အဲ့ချိန်မှာ live တစ်ခုတက်ပြပါမယ်စောင့်ကြည့်ကြပါနော် member အဖွဲ့ဝင်နေ member တည်တံ့ပြရတဲ့ Facebook account ညဒီည live ရှိပါမယ်နော်ဆယ်နာရီပတ်ဝန်းကျင်ဖြစ်ဖို့များပါတယ်လိုင်းကောင်းတဲ့အချိန်တွေမှာမူတည်ပြီးတော့တက်လာခဲ့ပါမယ်စောင့်ကြည့်ပေးပါဒီဆယ်နှစ်ဒီရဲ့လုပ်ပြီးကြားထဲမှာ17ဆနစ်73 74ဒီ9ရဲ့လုံးလုံးဒီလုပ်ဒီမလုပ်ပြနိုင်ပါဘူးပေါ့နော်အဲ့တော့ဘယ်မှာလဲမဆက်တွေ့ပါနဲ့အောင်ပေါ့နော်15ရဲ့နေ့ဒီစိတ်ရှိသီးခံပြီးတော့စောင့်ပေးကြပါအားလုံးပဲဒါလေးကိုချက်ချင်းအတည်ပြရပါတယ်ပေါ့နော်